ဝင်ဝေးတင်းဆက်ကြီးရာကြောင့်သွားမိတာကြောင့်လူမရှိချိန်မှာအိမ်ဖောက်ခံလိုက်ရတဲ့ဝိုင်းချုံမှာအားလုံးမေမင်္ဂလာပါစရီတိုင်းနူပေးကနေပြန်လည်ကြိုဆိုလိုက်ပါရီဝိုင်းချုံမှာကမိဘကစီဝိုင်းရေးစင်မပြေတာကြောင့်ဒုတိယနေ့နဲ့ကြောင်းထွက်ပြီးတော့အလုပ်လုပ်ခဲ့ရတာကနေသုံးနှစ်အတွင်းမှာတင်းထောင်ကြီးချမ်းသာတဲ့တရေမကြီးတရားဖြစ်လာခဲ့ပါရီအကျော်ရောင်းရင်းနဲ့ချမ်းသာလာပြီးနောက်တင်းထောင်ကြီးတန်တဲ့မြေကွက်ကြီးကိုဝင်နိုင်တဲ့ပြင်ဆိုင်တေကြီးကိုလည်းတင်းကားရအကုန်ကြခံပြီးတော့ဆောက်လုပ်ထားပါရီရွာမှာလည်းတင်းရကြီးကုန်ကြခံပြီးတော့လူတန်းတွေလုံနိုင်သူဖြစ်လာခဲ့ပါရီပိုင်ဆိုင်မှုတွေကိုလူအများသိအောင်ပြောပြ လို့ဝမ်းသာသူတွေရှိသလိုဒုက္ခပေးမဲ့သူတွေလည်းရှိနေပါတယ်။ပိုင်ဆိုင်မှုတွေကိုတနိုင်ငံလုံးကတည်သွားခဲ့တာကြောင့်ဝိုင်းချုံမရဲ့အိမ်ကတော့အဖောက်ခံလိုက်ရပါတယ်။ဝိုင်းချုံမတို့မိသားစုကမြောက်တကုံမှာအိမ်ငါပြီးတော့အကျော်ဆိုင်ကိုသွားဖွင့်ကြပါတယ်။အိမ်ပြန်လာတဲ့ချိန်မှာတော့တအိမ်လုံးကဖောက်ထွင်းခံထားရပြီးအိမ်ကိုဝင်းမွေသွားတာကိုတွေ့လိုက်ကြရပါတော့တယ်။ အိမ်ကိုတော့30ခတ်ထားပေမဲ့လည်းအိမ်နောက်ဖေးပေါက်ကနေဝင်ပြီးပစ္စည်းတွေကိုခိုးသွားခဲ့တာဖြစ်ပြီးပန်းအိုးတဲအိုးနဲ့ကျောင်းမြင်နာတွေလည်းပါသွားခဲ့ပါတယ်။အိမ်ကျောင်းမြင်နာတွေကတော့ဝိုင်းချုံမတို့အလူလော်တုံးကဝစ်စင်ခဲ့တဲ့လက်ဝဲနာတွေဖြစ်ပြီးပလတ်စတစ်ဗီယိုထဲမှာထည့်သိမ်းထားတာပါ။ထည့်သိမ်းထားတာကိုတော့တခိုးကလွယ်လွယ်ကူကူခိုးသွားနိုင်ခဲ့ပြီးရဲနာတွေရှားလို့ရန်ဝတ်တာသွားနိုင်ပါတယ်။အကျော်ဆိုင်ကဝင်ဝေဟာတရက်သိန်း30ကျီရောင်းရချောင်းကိုတနိုင်ကလုံးကတီးပြီးတခိုးကလည်းတီးသွားပြီးဖြစ်ပါတယ်။အဲဒါကြောင့်တခိုးကဝိုင်းချုံမအိမ်ကိုဖောက်ထွင်းပြီးတော့ဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့တခိုးဖောက်ထွင်းယူသွားတဲ့ လောဝက်လက်စားတွေကတော့အတုတွေပဲဖြစ်နေပါတယ်။ဝမ်းချုံမကသိန်း2000တန်းခြံကြီးကိုဝယ်စင်တော့ကရှိသမျှရွှေတွေကိုအကုန်ရောင်းပြီးတော့ဝယ်လိုက်ရတာဖြစ်တဲ့တွေ့ ရွှေစစ်ကိုလည်းပြန်မလုပ်နိုင်သေးသလိုရှားတဲ့ဝင်ငွေတွေကိုလည်းစိုင်းအတွက်ပဲပြန်ရင်းနေရပါတယ်။ဝိုင်းချုံမှာလူလောက်တုံးကပွဲမှာကြီးကောင်းအောင်လို့ရန်နာတူတွေကိုဝယ်ပြီးတော့ဝတ်ခဲ့ကြပါတယ်။၃000၄000တန်းတူတွေပဲဖြစ်ပေမဲ့လည်းဒီကြောက်တွေကလည်းသူ့ရဲ့ချွေးနှဲစာနဲ့ဝယ်ထားခဲ့ရတာပါ။တခုကတော့တူတွေကိုစစ်ထင်ပြီးတော့ယူသွားခဲ့တာဖြစ်ပြီးတွားရောက်ရင်ဖမ်းခံရနိုင်ကြောင်းဝိုင်းချုံမကသတိပေးလိုက်ပါသေးတယ်။အရှင်ရက်တွေမှာတော့ဝိုင်းချုံမတို့အိမ်မှာအိမ်ဆောက်ပေးသူ၂ယောက်ကြံခဲ့ပါတယ်။အိမ်ဖောက်မဲ့ရက်မှာစိုင်းမှာလူများနေလို့ အိမ်ရှိလူကုံသွားကိုလောက်ရပါပြီအဲ့ဒါကိုစောင့်ကြည့်နေတဲ့တခိုးကတော့တအိမ်လုံးကိုစိတ်ကြိုက်ဝင်ခိုးသွားခဲ့ပါပြီဝိုင်းချုံမတို့ရဲ့ပန်းအုံးနဲ့ဒဲအိုးကပဲတံမိုးရှိဆုံးဖြစ်နေပြီးတခိုးကတော့အတူတူပဲရသွားခဲ့တာပါ တမုန်ကြီးပစ္စည်းမပါသွားပေမဲ့လေဝိုင်းချုံမကတော့တတိထားဖို့အတွက်ပြောနေကြပါရင်အင်ကုန်စောင့်ကြည့်နေသူတွေရှိကြပြီးတော့ဝိုင်းချုံမကအတူတွေပဲဝတ်ထားတာကြောင့်သာဆုံးရှုံးမှုတွေမကြီးမာတာပါ။တကောကအတွင်းသိစီသည်ဖြစ်တာကြောင့်လူမရှိတဲ့ရက်မှာပဲခိုးသွားခဲ့တာဖြစ်ပါရင်တချိန်ခိုးပြီးနောက်ထပ်လေလာခိုးတလို့ဝိုင်းချုံမကတော့တင်ငန်းစာတွေလည်းရသွားခဲ့ပါရင်ဝိုင်းချုံမကသူ့ရဲ့ဝတ်စားတွေကိုဖွာထားတဲ့တကောကိုတော့စိတ်တုန်နေပြီးတကောကိုပစ္စည်းတွေသွားမရဖို့လည်းပြောနေပါသေးတယ်။အစ်စ်တွေဝယ်ထားခဲ့ရင်ရှာဖွေထားသမျှခိုးခံရပြီးလက်ကားဖြစ်သွားနိုင်လို့ဖောက်တွင်းတကောတွေကိုလည်းကျူးဆိုင် ်ဖို့အတွက်သတိပေးနေကြပါတယ်။အကြောရောင်းပြီးတော့ချမ်းသာလာတဲ့ဝိုင်းချုံမရဲ့အိမ်ကိုတံမိုးကြီးပစ္စည်းတွေရှိမဲ့ခြင်းနဲ့ဖောက်ထွင်းပြီးမှပန်းအုံးနဲ့ဒဲအိုးပဲရှာသွားတဲ့သကိုးပေါ်မှာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့တွင်ပါလိမ့်စေဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်ရဲ့အကြောင်းတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်ရကြည့်ရှုအားပေးဖို့အတွက်မိကြပါနဲ့ဦးရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းတွေကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေတော့။